်မင်္ဂလာမနက်ခင်းပါရှင်နိုဝင်ဘာ22ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်ပေးထားရဲထုံးလေးတင်ဆက်ပေးပါမယ်ဒီနေ့မနက်ခင်းသတင်းတွေမှာတော့ချောင်းစုံမြို့နယ်မှာရွေးကောက်ပွဲကာကွယ်ရေးဥပဒေဝေတရားနှောက်ရမှုအပအဝင် အမှုသုံးမှုနဲ့တရားစွဲဆိုခံထားရတဲ့အမျိုးသားတအုပ်ကိုထောင်ဒဏ်18နှစ်အမိန့်ချမှတ်ခဲ့တဲ့သတင်းနိုဝင်ဘာတတိယဆယ်ရက်ပတ်အတွင်းအာအနည်းငယ်ရှိတဲ့လာနီညာအဆင့်မှာဆက်လက်တည်ရှိနိုင်တယ်လို့ခန့်မှန်းကြောင်း မိုးစလထုတ်ပြန်နေတဲ့တင်ဂါဇာမှာရှိတဲ့ကလေး၄000ကျော်ကိုကာကွယ်ဆေးတွေထိုးနှံပေးမယ်လို့ WHO ပြောကြားတဲ့တင်အမေရိကန်ရဲ့ငြိမ်းချမ်းရေးအစိုးပြုချက်သည့်အရာရုရှားသိမ်းပိုက်ထားတဲ့နေမျိုးတွေကိုယူကရိန်းကပေးရမှာဖြစ်ပြီးယူကရိန်းစစ်သည်အင်အားကိုထောက်ဝက်ကျော်ရှော့ချရမယ့်အနေအထားဖြစ်နေတယ်ဆိုတဲ့တင်နဲ့တူရကီကျေပွင့်ယီဒစ်ကိုခေါ်ယူဖို့အေဂျင့် George Mendes နဲ့အာဆနယ်အသင်းဆွေးနွေးနေတယ်ဆိုတဲ့တင်အဆရှိတဲ့တင်တွေပါဝင်ပါတယ်။ဦးဆောင်တင်တဲ့ပုံအနေနဲ့ ချောင်းစုံမြို့နယ်မှာရွေးကောက်ပွဲကာကွယ်ရေးဥပဒေဝေတရားနှောက်ရမှုအပါအဝင်အမှုသုံးမှုနဲ့တရားစွဲဆိုခံထားရတဲ့အမျိုးသားတအုပ်ကိုထောင်တန်း18နှစ်အမိန့်ချမှတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ချောင်းစုံမြို့နယ်မှာရွေးကောက်ပွဲကာကွယ်ရေးဥပဒေဝေတရားနှောက်ရမှုအပါအဝင်အမှုသုံးမှုနဲ့တရားစွဲဆိုခံထားရတဲ့အမျိုးသားတအုပ်ကိုထောင်တန်း18နှစ်အမိန့်ချမှတ်ခဲ့တယ်လို့၎င်းရဲ့မိသားစုနဲ့နှိစက်သူတွေထံကသိရပါဗျ။ နဝင်ဘာလ၄ရက်ကချောင်းဆောင်မြို့နယ်ကွန်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှုရုံးမှာကတ်ထားတဲ့ရေကောက်ပွဲဝင်ရောက်ရှင်ပြိုင်ကြမဲ့လွတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့အမည်စရင်ပါဆိုင်ရွက်ကိုအဆိုပါကွန်ရိုက်ကျေးရွာနေအသက်65နှစ်အရွယ်ဦးကျော်မြင့်စုသူကဆုပ်ဖြဲခဲ့ကြောင်းသက်ဆိုင်ရာကဖော်ထုတ်ခဲ့ပြီးတဲ့နောက်၎င်းကိုနဝင်ဘာ၅ရက်မှာဖမ်းဆီးထိန်သိမ်းခဲ့ပါတယ်။အဲ့နောက်ရေကောက်ပွဲဝင်ရောက်ရှင်ပြိုင်ကြမဲ့လွတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့အမည်စရင်ပါဆိုင်ရွက်ကိုဆုပ်ဖြဲခဲ့သူဦးကျော်မြင့်ကိုချောင်းဆောင်မြို့မှာရဲစခန်းကပ 126မြင်းဆောင်2025ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကောက်ွယ်ပေးရေးဥပဒေပုံမှ26ကားကြီးမြင်းဆောင်24ကားကြီးအရာအမှုဖွင့်ပြီးတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ဦးကျော်မြင့်ကိုနိုဝင်ဘာ19ရက်ကမော်လမြိုင်ခရိုင်တရားရုံးကထောင်ဒဏ်18နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့သိရကြောင်း၎င်းရဲ့မိသားစုနဲ့နှိဇက်သူတို့ကပြောပါတယ်။၎င်းကဆက်လက်ပြီးဦးကျော်မြင့်ကအုတ်ချုံရီမူယုံကိုခဲနဲ့ပြစ်တာလဲလုပ်ခဲ့တာဆိုတော့ရွေးကောက်ပွဲဥပဒေအပြင်တခြားဥပဒေတွေနဲ့ပါတရားစွဲခံရလို့ အခုလိုပြည်တန်ကြတဲ့နှစ်ကများသွားတာလို့သိရပါတယ်လို့ပြောပါရယ်နိုဝင်ဘာတတိယဆင်ရက်ပတ်အတွင်းအာအနှင်းငယ်ရှိတဲ့လာနီညာအဆင့်မှာဆက်လက်တည်ရှိနိုင်တယ်လို့ခန့်မှန်းကြောင်းမိုးစလထုတ်ပြန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာပါ။နိုင်ငံတကာမိုးလေဝသဌာနတွေရဲ့တင်ချပုံစံပြုမော်ဒယ်တွေခန့်မှန်းချက်အရနိုဝင်ဘာတတိယဆင်ရက်ပတ်အတွင်းအာအနှင်းငယ်ရှိတဲ့လာနီညာအဆင့်မှာဆက်လက်တည်ရှိနိုင်တယ်လို့ခန့်မှန်းကြောင်းမိုးစလက2025ခုနှစ်နိုဝင်ဘာလတတိယဆင်ရက်ပတ်အတွင်းဖြစ်ပေါ်နိုင်တဲ့ လာနီညာအခြေအနေသတင်းအနေနဲ့သတင်းထုတ်ပြန်ထားပါတယ်အီကွေဒါအနီးမှာရှိတဲ့အပူပိုင်းပစိဖိတ်သမုတ်တရားရဲ့ပင်လယ်ရေမျက်နှာပြင်အပူချိန်နဲ့လေတုဖြစ်စဉ်တွေမှာအာအနည်းငယ်ရှိတဲ့လာနီညာအခြေအနေကိုရောက်ရှိနေကြောင်းနိုင်ငံတကာမိုးလေဝသဌာနတွေရဲ့အသင်းစားပုံစံပြုမော်ရယ်များခံမှန်းချက်အရနိုဝင်ဘာလတတိယဆင်ရက်ပတ်အတွင်းအာအနည်းငယ်ရှိတဲ့လာနီညာအဆင့်မှာဆက်လက်တည်ရှိနိုင်တယ်လို့ခန့်မှန်းရကြောင်းထုတ်ပြန်ထားပါတယ်။ လာနီညာဖြစ်စဉ်ဟာပစိဖိတ်သမုဒ္ဒရာမှာဖြစ်ပေါ်တဲ့ဖြစ်စဉ်ဖြစ်ပေမဲ့အဆိုပါလာနီညာဖြစ်စဉ်ကြောင့်အကျိုးသက်ရောက်မှုဟာရေဘူးရအားဖြင့်အရှေ့ဘက်ကလေဝေလိုင်းတွေတိုက်ခတ်တာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုမှာလေပြင်းနဲ့ရေဝန်တွေပုံမဖြစ်ပေါ်လာနိုင်တာဒေသတချို့မှာညအပူချိန်တွေညှော်နေနိုင်တာနဲ့အချိန်အခါမဟုတ်မိုးရွာသွန်းမှုဖြစ်စဉ်တွေပုံမဖြစ်ပေါ်လာတာစတဲ့ရာသီဥတုဖြစ်စဉ်တွေဖြစ်ပေါ်လေရှိတယ်လို့ထုတ်ပြန်ထားပါတယ် ။ဒါ့ပြင်နိုဝင်ဘာတတိယအစည်းအဝေးပတ်အတွင်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုံမှာလေပြင်းရည်ရေဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးပုံမောအကောင်းလာကမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်းလည်းထုတ်ပြန်ထားပါရယ်။မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊မကွေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့မှာနိုဝင်ဘာလပြင်းပြအပူချိန်ရဲ့တိတက်သမ5ဒီဂရီဆယ်စီယပ်စ်နဲ့အထက်ပိုနိုင်ပြီး နေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းအရှေ့ပိုင်းစကိုင်းတိုင်းအထက်ပိုင်း AR တိုင်းတနင်္သာရီတိုင်းကချင်ကယားကရင်ချင်းမော်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနိုဝင်ဘာလပြန်မြအပူချိန်ခန့်သာရှိနိုင်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ကာဇာမားရှိတဲ့ကလေး၄000ကျော်ကို ကာကွယ်ဆေးတွေထိုးနှံပေးမယ်လို့ WHO ပြောကြားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကာဇာကမ်းမြောင်ဒေသမှာရှိတဲ့ကလေးပေါင်း၄000ကျော်ကို ရောဂါအချို့ကိုကာကွယ်ပေးနိုင်မဲ့ကာကွယ်ဆေးတွေထိုးနှံပေးဖို့ရည်ရထားကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနိုဝင်ဘာ19ရက်ကပြောကြားခဲ့ပါတယ်။ WHO ဟာမကြသေးမီကအစ္စရေးနဲ့ဟားမတ်အကြားအပြည့်ခန့်ရေဆင်းရေးသဘောတူညီချက်ကိုအသုံးချပြီးကလေးတွေကိုကာကွယ်ဆေးထိုးမဲ့အစီအစဉ်ကိုပြောကြားခဲ့တာဖြစ်ပါတယ်။ WHO နဲ့မေးဖက်အဖွဲ့အစည်းတွေဟာနိုဝင်ဘာ9ရက်ကစတင်ခဲ့တဲ့ကာကွယ်ဆေးထိုးနှံမှုပထမအဆင့်ရဲ့ပထမဆုံး၈ရက်အတွင်းအသက်3နှစ်အောက်ကလေးပေါင်း100,000ကျော်ကိုကာကွယ်ဆေးတွေထိုးနှံပေးနိုင်ခဲ့ပါတယ်။ WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကကာကွယ်ဆေးထိုးနှံတဲ့အစီအစဉ်ကိုနိုဝင်ဘာ22ရက်အထိတက်တန်းတိုးခဲ့ပြီးဝက်သက်၊မော်နာ၊ခြိုက်သိုး၊စုံစုနာ၊မေးခိုင်ရောဂါ၊ကျန်းညာချောင်းဆိုးရောဂါ အသင်းရောင်ဖိပိုးတီဗီပိုလီယိုရိုတာဗိုင်းရပ်စ်နဲ့အဆုံရောင်ရောဂါကာကွယ်ဆေးတွေထိုးနှံပေးဖို့ရည်ရွယ်ထားကြောင်းပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးအမေရိကန်ရဲ့ငြိမ်းချမ်းရေးအစိုးပြချက်အရရုရှားသိမ်းပိုက်ထားတဲ့နေမျိုးတွေကိုယူကရိန်းကပေးရမှာဖြစ်ပြီးယူကရိန်းစစ်သည်အင်အားကိုထဝက်ကျော်ရှော့ချရမယ့်အနေအထားဖြစ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရုရှားကယူကရိန်းနောက်ပိုင်းကိုတိုက်ခိုက်ခဲ့ရမှာကလေးသုံးဦးအပါအဝင်26ဦးသေဆုံးခဲ့ခြင်းအမေရိကန်ငြိမ်းချမ်းရေးအစိုးပြချက်အသစ်ကြောင့်ယူကရိန်းဟာ ပိုင်နယ်နယ်မြေတွေကိုရုရှားထံပေးရလိမ့်မှာဖြစ်ပြီးစစ်တီအင်အားကိုလည်းထောက်ဝက်ကျော်ရှော့ချပေးရမယ့်အနေအထားဖြစ်လာလိမ့်မယ်လို့သတင်းအရင်းမြစ်တစ်ခုက AFP ကိုပြောကြားခဲ့ပါတယ်။ယူကရိန်းစစ်ပွဲပြီးဆုံးရေးအတွက်အဆိုပြုချက်အသစ်ကရုရှားရဲ့အမြင့်ဆုံးတောင်းဆိုချက်တွေကိုထန်လောင်းဖော်ပြထားပုံပေါ်ပါတယ်။ရုရှားရဲ့တောင်းဆိုချက်တွေဟာချင်းချက်မရှိလက်နက်ချတဲ့သဘောနဲ့ညီမျှနေတာကြောင့်ဒီတောင်းဆိုချက်တွေကိုယူကရိန်းကတောက်လျှောက်ညှင်းဆန်ခဲ့ပါတယ်။2022ခုနှစ်ဖေဖော်ဝါရီ24ရက်မှာကျူးကျော်မှုစတင်ကြတဲ့အခါ ရုရှားကရှေ့တန်းနဲ့အဝေးဆုံးနေရာကိုအပြင်းထန်ဆုံးတိုက်ခိုက်မှုအတွင်းရုရှားဒုံးကျည်တွေကတာနိုပိုင်းမြို့ကိုထိမှန်ခဲ့ခြင်းမှာအမေရိကန်ရဲ့ငြိမ်းချမ်းရေးအဆိုပြုချက်အသက်ထွက်ပေါ်လာတာဖြစ်ပါတယ်။မူကျန်းဖြစ်တဲ့အမေရိကန်ငြိမ်းချမ်းရေးအဆိုပြုချက်မှာဖော်ပြထားရမှာရုရှားသိမ်းပိုက်ထားတဲ့ခရိုင်းမီးယားနဲ့တခြားဒေသတွေကိုအသိမှတ်ပြုတာနဲ့ယူကရိန်းစစ်သားအရေးအတွက်ကို လေးတောင်းကိုရှော့ချဖို့ဖော်ပြထားတယ်လို့အမည်မဖော်လိုသူသတင်းအင်းအမြင့်က AFP ကိုပြောကြားခဲ့ပါတယ်။ဒါပြင်ယူကရိန်းဟာတာဝေးပြက်လက်နက်အလုံးကိုလည်းဆွန့်လွတ်ပြစ်ရလိမ့်မှာဖြစ်ပါတယ်။အရေးကြီးတဲ့အကြောင်းအရာကတော့ငြိမ်းချမ်းရေးအဆိုပြုချက်အသင်းဟာ Trump ရဲ့ဇလန်းလာသူ့အခြေရန်တွေရဲ့ဇလန်းလာဆိုတာပဲဖြစ်ပါတယ်လို့အမည်မဖော်လိုသူတာဝန်ရှိသူကပြောကြားခဲ့ပါတယ်။အပြန်အလှန်အားဖြင့်ရုရှားဘက်ကလုပ်ပေးရမယ့်အရာတွေဟာမရှင်းလင်းမှုလို့ဆိုပါတယ်။နောက်ဆုံးသတင်းဒီပုံအနေနဲ့ တရကီကျေပွေအီဒစ်ကို ခေါ်ယူဖို့အေဂျင့်ဂျော့ချ်မန်ဒန်စ်နဲ့အာဆနယ်အသင်းဆွေးနွေးနေတယ်ဆိုတဲ့အကစားသတင်းကိုတင်ဆက်ပေးမှာပါ။အာဆနယ်အသင်းဟာဂျူဗင်တပ်စ်အသင်းကတရကီကျေပွေကစားသမားကီနန်ယီဒစ်ကိုခေါ်ယူဖို့အေဂျင့်ဂျော့ချ်မန်ဒန်စ်နဲ့စတင်ဆွေးနွေးနေပြီဖြစ်တယ်လို့ဥရောပမီဒီယာတို့ကဖော်ပြခဲ့ပါတယ်။အသက်20ရွယ်တိုက်စစ်ကစားသမားဟီဒက်စ်ဟာဂျူဝင်တက်စ်အသင်းမှာခြေစွမ်းပြနေတာကြောင့်ခေါ်ယူလို့တဲ့ထိပ်သီးအသင်းများစွာရှိနေပြီး ဂျူဗန်တက်စ်အသင်းကလည်းတက်တန်းတိုးနိုင်ဖို့ကြိုးပမ်းနေရလို့သိရပါတယ်။ဂျူဗန်တက်စ်အသင်းဟာရီဒစ်ကို2029ခုနှစ်အထိစာချုပ်ချုပ်ဆိုထားပေမဲ့ထိပ်သီးအသင်းတွေရဲ့ပြတ်မှတ်ကစားသမားဖြစ်နေတာကြောင့်တက်တန်းတိုးဖို့ကြိုးပမ်းနေတာဖြစ်ပြီးရီဒစ်ကတော့ဘောလုံးကိုသာအယုံဆိုင်လိုတာကြောင့်စာချုပ်တဲ့အတွက်ဆွေးနွေးလိုခြင်းမရှိသေးကြောင်းသိရပါတယ်။ဒီအချိန်မှာချက်စီအသင်းကရီဒစ်ကိုယူရိုသန်း80နဲ့ကမ်းလှမ်းဖို့ပြင်ဆင်နေတယ်လို့အာဆင်နယ်အသင်းကလည်းအေဂျင့်ဖြစ်သူထံချင်းကပ်လာတာဖြစ်တယ်လို့သိရပါဗျ။ ယီဒစ်ကိုလီဗာပူးနဲ့ရီယယ်မက်ဒရစ်တို့ကလည်းစောင့်ကြည့်နေပြီးယီဒစ်အနေနဲ့လာမယ့်2026ခုနှစ်မှာအသင်းသစ်တသင်းကိုရွေးချယ်ပွဲရှိကြောင်းထင်ကြေးပေးမှုတွေလည်းထွက်ပေါ်နေပါတယ်။အော်တိုဘာ22ရက်နေ့မနက်ခင်းသတင်းတွေကိုတရားထုံးလေးတင်ဆက်ပေးသွားခဲ့တာပါ။ညနေ၄နာရီမှာလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်။ကောင်းသောနေ့လေးကိုပိုင်ဆိုင်နေပါစေ။